ကိုကြီးတဲကန္နရာလည်းပြုတ်ကြခြင်းလမမောင်အဲ့ဒါရှင်သားပဲလက်မှာတက်တူရီနဲ့ငနေသားလေးကကိုကြီးကိုတစ်ချက်ရှိုးပြီးအောက်ကိုဆင်းသွားတယ်ကိုကြီးရောင်းအားနဲ့လိုက်ကြည့်တယ်ဆိုင်ရနှုတ်ဆန်ကြတယ်ဘရဏာမလာနာတဲ့ငယ်ကလေးပြန်ပြေးသွားတယ်ခင်လေးနဲ့ပြန်တွေ့တဲ့နေရာဓာကြီးပြောင်းပြန်လဲနေပဲ လူတွေကနောက်ပြန်သွားနေတယ်။နိုင်တွေနောက်ပြန်လဲနေတယ်။မဲမောင်နေတဲ့မြေကြီးရဲ့တစ်စိတ်တွေဟာအသည်တွေပြန်ရောက်လာတယ်။ကိုကြီးအားခင်လေးကိုမျက်တော်မခံကြည့်မိတယ်။ခင်လေးကအရင်လိုတော့မဟုတ်တော့ဘူးပေါ့။ဘေးမှာတပည့်လက်သားတွေနဲ့အောင်ငေါ့တံတွေနဲ့ခင်လေးကမှခင်လေးကဘေးမှာကိုကြီးနဲ့ညာခင်တော်ကရုံတငယ်မျက်လုံးလေးနဲ့ခင်လေးဟာ ခုတော့နိုင်ရာစားလောကရဲ့မိဝန်းတောက်မျိုးလုံးနဲ့မွေဟောင်းမှာကိုချင်းနဲ့ क्वे ပီရတဲ့နောက်ယောက်ျားကဂန်ဂစာအဲ့ဒီယောက်ျားဆုံးတော့ခင်လေးကအမွေဆက်ခံတယ်တင်းနှစ်သုံးတန်ကျုံစင်းမှာ top down ဝင်တယ်ကြောက်တလမန်းမြေခွက်အချီးတွေရွှေ့တယ်အဝင်ထွက်တွေညက်တော့မိုးဝတီလေကားထောင်နေရောပဲသူကိုသိလား ခင်လေးကကိုကြည့်ကိုကြည့်ရယ်ခင်လေးသားကိုခင်လေးသူ့အဖေရင်ကြောင်ဘရော့မောင်ပြောကိုကြည့်တက်ပြင်းချလိုက်တယ်ခင်လေးကသူ့ရင်ယောက်ျားဖြစ်တဲ့ကိုကြည့်ကိုစိတ်ပြန်လည်နေတာကိုကြည့်တည်တယ်ကိုကြည့်ကိုယ်တိုင်လည်းနောက်ယူထားတဲ့မြို့သူကြီးဆုံးပါသွားလို့အထီးကျန်ပုံမဲ့နေတယ်မိကြားတဲ့အလောက်ကန်စင်မပြေလို့လူမမဲကလေးနှစ်ယောက်ကို ရောက်ခမရပြန်ခေါ်သွားတယ် အခုခင်လေးနဲ့ပြန်တွေ့တော့အဖြစ်တစ်နှစ်တွေပြောပြတော့ခင်လေးငြိမ်ပြီးနားထောင်တယ်ကျမတို့ကံမကောင်းဘူးကိုကြည့်လေတံတို့ပြောပြောနဲ့ခင်လေးကညီးတယ်အဲ့လေတံကိုကိုကြည့်ပြန်မှတ်မိလာတယ်ပြီးတော့အချွန်ချဘူးခဲ့တဲ့ကျမ်းမှာပဲကိုကြည့်ထပ်ပြန်ချွန်ချရတာပေါ့ကျန်ကုန်မှကျန်ခဲ့တဲ့ကလေးတွေစီပြန်သွားပြီမကြဘူးကလေးကအရေးကြီးဖုံးဆက်တယ် ခင်လေးသာရံဖြင်းဓာတ်နဲ့ထိုးလိုက်တာကောင်းလေးတယောက်ဆေးရုံရောက်ပို့လိုက်ရတယ်။ဒါလဲအခုအချုပ်ထဲမှာ အမြန်လာခဲ့ပါဆိုတော့လာရှို့လိုက်သွားတယ်။ဒါဓာတ်ထုတ်မှုဖြစ်တာအကြောင်းပြပြီး ကိုကြီးကိုခင်လေးကဘေးနားမှာခေါ်ထားလိုက်တယ်။ကိုကြီးကမနဲ့လင်းတာနဲ့ cheese puff နဲ့ပွင့်တယ်။အမဲ beef steak ကြော်နဲ့ lunch စားတယ်။သွားကြရင်သွားဖို့ hotel ရှိမှာကားစီးရထားပြီးရယ်။ သုံးဖို့ဆွဲဖို့လဲလုံလုံလောက်လောက်ပေးထားတယ်။အလုံးတောင်းတတရှိရလို့ပြောလို့ရတာပေါ့။ဒါမဲ့ကိုကြီးစိတ်ထဲမှာတမျိုးပဲ။မပြောဘူးပြင်းတယ်။ဘလို့ပြောမှမသိဘူး။ခင်လေးကဟိုတယ်ကိုလာတယ်။မနေ့လင်းသူ့ကိစ္စရင်းနဲ့လုံးလက်ချလိုက်လိုက်ရင်ပြန်ထွက်သွားတယ်။ကိုကြီးကအချောက်ကျနေတဲ့သားစီတော့တွေ့ရတယ်။လိုအပ်တာတွေအကုန်လိုက်လို့ပေးတယ် ဒီကောင်ကတော့ ADS ကမပြောချင်မဆိုချင်သလိုလိုအာမခံရတော့ကိုကြည့်ဘောကခင်လေးကသူ့ရင်ခေါ်သွားတယ်ဒုတိယယောက်ျားနဲ့ရတဲ့ကလေးနှစ်ယောက်ကအင်းကိုပြောင်းမြန်တဲ့ဇောက်ထိုးဖြစ်အောင်ကမင်းညော်တွေထားလို့ခင်လေးကကိုကြည့်ကိုခိုးတိုင်းထမင်းကူးကြွေတယ်အချုပ်ကအာမခံနဲ့လွတ်လာတဲ့ကောင်ကတော့ဆိုင်ကလေးစင်းနဲ့ထပ်ထွက်သွားပြန်ပြီညရောက်တော့ ခင်လေးတို့တိုက်ဝရဏာမှာထိုင်နေတော့ခင်လေးရဘေးနားမှာဖုန်းနဲ့ဆက်နေဆူလိုက်ငေါလိုက်အော်လိုက်ဟိလိုက်နဲ့ကိုကြီးကတော့ဆေးလေးလေးပွားရင်ညာကောင်းငယ်ညူကြည့်လို့ပေါ့အပြင်မက်မှာလည်းအေးစိမ့်စိမ့်ဖြစ်နေပြီရှင်လေးတော့ကောဒီမှာလာနေတော့ကျမတို့ပြန်ပေါင်းအောင်ခင်လေးကဖုန်းချပြီးတာနဲ့ကိုကြီးကိုလှမ်းပြောလိုက်တယ် ကိုကြီးဟာရုတ်တရက်တဲကန်နာတွေပြုတ်ကျသွားတယ်။တကယ်လမ်းမမြင်ကမ်းမမြင်တဲကန်နာကြီး